နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれအေဘီလာ၁၇ရက်တောက်ကြနေ့ ဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး2အခန်းငယ်9မှ34ပရောဖက်အမျိုးသား၅ကျိတ်တို့သည်အဝေးကကြိရှိခြင်းကတွား၍ရက်နေကြ၏ထိုသူနှယောက်တို့သည်ယော်ဒန်မြစ်နားမှရက်နေကြ၏အေလိယသည်မိမိဝတ်လုံကိုယူ၍လိတ်ပြီးမှရေကိုရိုက်သဖြင့်ရေသည်တစ်ဖက်တစ်ချက်ကွဲ၍ထိုသူနှယောက်တို့သည်မြေပေါ်မှရှောက်သွားကြ၏မြစ်တစ်ဖက်သို့ရောက်သောအခါအေလိယက သင်သည်ငါနှင့်မကွာမီငါ၌တစုံတစ်ခုသောစုကို တောင်းတော်ဟုအေလိရှေအားဆိုလီအေလိရှေကကိုရောဝိညာဉ်နှဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာရှိပါစေတော်ဟု တောင်းတော်အေလိယကသင်သည်ရခဲ့သောစုကို တောင်း၏သင်နှင့်ငါကွာသည်ကိုမြင်လင်ရမည်သို့မဟုတ်မရဟု ပြောဆို၏ထို့သောနှုတ်ဆက်လျက်သွားကြစဉ်တွင်မိယထားနှင့်မိမြင့်တို့သည်ပေါ်လာ၍ထိုသူနှစ်ယောက်တို့ကိုခွဲခွာသဖြင့် အေလိယသည်လေပွေအဖျင်ကောင်းကင်သို့တက်လေ၏အေလိရှဲသည်ကြည်မြင်နေငါဖငါဖဣသရလယထာဣသရလမြင်းပါတကားဟုဖြစ်တော်လေနောက်တဖန်အေလိယကိုမမြင်ရမိမိအဝတ်ကိုကန်၍နှစ်ပိုင်းဆုပ်လေ၏အောက်သို့ကျသောအေလိယဝတ်လုံကိုကောက်၍ပြန်လေ၏ယော်ဒန်မြစ်နားမှရက်၍ရေကိုဝတ်လုံနေရိုက်လျက်အေလိယကိုးကွယ်သောဖျားသခင်ထာဝရဖျားသည် အဖေမှရှိတော်မူသည်နည်းဟု၍တဖန်ရိုက်တော်အခါရေသည်တစ်ဖက်တစ်ချက်ကွဲသဖြင့်အေလိရှေသည်ကူးသွား၏ထာဝရဖျားအသက်ကိုတော်အသက်ရှင်တော်မူသည့်အတိုင်းကိုတော်နှင့်အကျွန်ုပ်မကွာရပါဓမ္မရာဇဝင်စဒုဋ္ဌဆောင်အခန်းကြီး2အခန်းငယ်2 ကောင်းမြတ်သောဝမ်းနည်းပူဆွေးမှု1920ခုနှစ်များတွင်ဟီဒေဆာဘူရိုဥဤနိုအမည်ရှိသူသည်တိုကျိုမြို့တော်တက်ကသူတွင်စာတင်ကြားပို့ချသူဖြစ်သည်သူသည်နေ့လယ်3နာရီယထာဖြင့်ပြန်လာပြီးသူ့ကိုစောင့်နေသောသူ၏ခွေးဟာချီကိုနှင့်နေ့စဉ်တွေ့ဆုံခဲ့သည်တနေ့တွင်ပါမောက်ခဥဤနိုသည် စာသင်ကန်းအတွင်လေဖြတ်ပြီးသေဆုံးသွားခဲ့သည်နေ့လေယထာဘုံမှသူသခင်ဆင်းမလာသောအခါဟာချီကိုသည်အတန်ကြာမျှခိတ္တနေပြီးမှအိမ်ပြန်သွားခဲ့သည်နောက်နေ့၃နာရီတွင်ပြန်လာခဲ့ပြီးနောက်နေ့ပြီးနောက်တစ်နေ့၁၀နှစ်တိုင်အောင်ပြန်လာခဲ့သည်ဟာချီကိုဤသစ္စာစောင့်သိမှုကသူနှင့်အတူလာထိုင်စောင့်သောဂျပန်လူမျိုးများ၏နှလုံးသားကိုတို့ထိစေခဲ့သည် အေလိရှဲသည် သူ၏သခင်အေလိယအပေါ်အလားတူစိတ်ဆွဲမြဲခဲ့သည်အေလိယကိုဆုံးရှုံးရမည်ကိုသိသောနေ့၌အေလိရှဲသည်သူ့ကိုမျက်စိအောက်မှအပြောက်မခံခဲ့ပါ ထို့နောက်မိရထားတစည်းသည်အေလိယကိုကောင်းကင်သို့ရုတ်ချီးသဲယူသွားသည်ကိုအေလိရှဲကမြင်ပြီးငါအဘငါအဘဣသရလယထာဣသရလမြင်းပါတကားဟုဟစ်အော်လေ၏အေလိရှဲသည်အစောပိုင်းက ယော်ဒန်မြစ်ကိုတစ်ဖက်တစ်ချက်ကွဲစေသောပရောဖက်ဤအခွင့်အာဏာကိုပုံဆောင်သည့်အေလိယာ၏ဝတ်လုံကိုကောက်ကင်လိုက်ပြီအေလိယာကိုကိုယ်သောဖျားသခင်ထာဝရဖျားသည်အဘယ်မှရှိတော်မူသနည်းဟုမေးခဲ့သည်သူသည်သူသခင်ရိုက်တဲ့ကဲ့သို့ရေကိုရိုက်သဖြင့်ရေသည်တစ်ဖက်တစ်ချက်ကွဲလေ၏နာကျင်လျက်နှင့်ချုံမြိန်သောနေ့လေးပင်သင်ချစ်ရသူတစုံတစ်ယောက်ကို ဆုံးရှုံးခဲ့ဘူးပါလား။မြည်သည့်စကလုံးကားမျှထိုနာကျင်မှုကိုမထုတ်ဖော်ပြနိုင်ပါ။ငိုကြွေးမှုတိုင်းကအပြန်အလှန်ထားရှိခဲ့သောချစ်ချင်းမေတ္တာကိုအမှတ်ရစီပြီးနဲ့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 ချစ်ခဲ့ရသူကရင်နာရပါသည်။မြည်မျှချုံမြိန်ခါသီးရသည့်ခံစားချက်နီဤချစ်ရသူအတွက်ချစ်နိုင်သော အခွင့်အတွက်ဖျားသခင်ကိုကျေးဇူးတင်ပါသည်။ အေလိရှဲသည်အေလိယာ၏ဝတ်လုံကိုကောက်ကင်ခဲ့သည်သင်ကိုမိခဲ့သို့လှုပ်ဆောင်၏မိသည်သင်ကေတသို့မဟုတ်ထုံတန်းစင်လာများကသင်ချေရသောသူကိုအမှတ်ရ ဂုံပြုပေးသည်။သခင်ယေရှုကသင်ဝန်တော့ဝန်ဖို့ထမ်းပေးရမှာညီတို့ကူညီပေးသည်။ချစ်တော်အဖဖျားချစ်မြတ်လို့ရသည့်သူများကို ကျွန်ုပ်အားပေးသည့်အတွက်ဂျေစုတင်ပါသည်။သခင်ယေရှုနာမကို အမိပြု၍တောင်းလျှောက်ပါသည်။အာမင်။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။